အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့ကဘာကြီးရဲ့87ရာခိုင်နှုန်းကဂျေရီဖုန်းလင်းလေးရရှိပါတယ်ဒါကတော့အားလုံးလည်းသိပြီးပြီမို့အစမ်းတော့မဟုတ်တော့ပါဘူးဒါပေမဲ့လည်းတင်မသိသေးတဲ့စမ်းကြယ်မှုတွေရှိနေပါသေးတယ်သမုတ်တရားကျမ်းပြအောင်မှာထူးဆန်းပြီးတော့အဖိုးတန်တဲ့ရှင်အောင်အမွေနေတချို့ပုန်းခုအောင်နေရဆိုတာရော သိပြီးပြီလားဘလို့ပဲမမြအောင်ပုန်းခုအောင်နေပါစေစူဆန်လ ీల ချင်းစိတ်ပြင်းထန်တဲ့လူလူချိုးနဲ့တွေ့မိရင်တော့ ထူးဆန်းတဲ့အရာတွေဖြစ်တဲ့ကမ္ဘာပေါ်ကိုရောက်ရှိလာကြပါတယ်။အခုတစ်ခါမှာတော့ရေအောက်မှာရှာဖွေတွေ့ရှိခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းပြီးတော့ထူးဆန်းတဲ့အကြောင်းအရာဆယ်မျိုးကိုပြပြပေးသားမှာဖြစ်ပါတယ်။နံပါတ်၁ပျောက်ဆုံးနေတဲ့အစ်စင်းမျိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2300ကလေးကပျောက်ဆုံးနေတဲ့တုန်းနှရာကလေးရဲ့အမျိုးရှိတဲ့အစ်စင်းနဲ့ဂရိဒီရဲ့မြောင်းတမညာကိုအစ်စင်းနိုင်ငံအလက်ဆန်ဒရီယာကျွန်းစီရဲ့ပြည်30အနက်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ရှာဖွေတွေ့ရှိခဲ့တဲ့သူကတော့ ရှင်သင်ရှေအောင်သူတွေပြီး Track Cardio နဲ့သူ့ရဲ့အဖွဲ့သားတွေဖြစ်ပါတယ်။သူရှိခဲ့တဲ့အသုံးစားပစ္စည်းတွေကတော့ရှင်အောင်ရုပ်ထုတော်များများ၊ရွှေတင်းများပြားရီ၊ရင်းကိုပင်မ64စီနဲ့ကြောက်စု900ကျော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ရုပ်ထုတွေကတော့အလုံးကြီးမားတဲ့ကြောက်ထုံးကြီးနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ရှင်အောင်ကိုဘယ်လိုနည်းလမ်းသွားမလဲတော့အေးဆောင်မသိကြပါဘူး။ပညာရှင်တွေကတော့ကြီးမားတဲ့ငလျင်တစ်ခုကြောင့်အခုလိုနည်းလမ်းသွားတယ်လို့ထင်ကြီးပေးနေကြပါတယ်။ဒါပေမဲ့လည်း မျိုးကြီးတစ်ခုလုံးမျိုးချခံရပြီးအခုမှရုတ်တရက်ပြန်ထွက်ပေါ်လာတာကတော့တော်တော်လေးကိုစမ်းကျင်နေပါလေ။ငမက်နှင်းမြင့်မြတ်နေတဲ့မြစ်တစင်းဘလို့မြစ်တစင်းကပင်လယ်ရောက်မှနှင်းနှုတ်နေတယ်။ဒါကတော့အတော်ကိုစမ်းကျင်လာတဲ့ကိစ္စပါ။ရုရှားနောက်ပိုင်းမှာတည်ရှိတဲ့ Black Sea ရဲ့အောက်ခြေတစ်လျှောက်ကိုရင်းငုံသမားတွေကစူးစမ်းရှောင်ပြီးကြည့်ရတာနဲ့အခုလိုမြစ်တစင်းကိုတွေ့ရှိခဲ့တာပါ။တိတ်သီးလာတဲ့ရေနာကဟိုးအောက်အထိကိုတင်ဝင်သွားပြီးတော့အဲ့ဒီအပေါက်ကြီးထဲမှာတော့ကိုပိုင်ရှိတဲ့ကုန်းနဲ့တစ်ပင်နေရှိနေပါတယ်။ ။ပညာရှင်တွေရဲ့ပြောကြားချက်ကတော့ရိုင်းနှင်းကိုပင်လယ်ရေတွေဝင်ရောက်လာရတာနဲ့အလေးချိန်လေးပါပြီးတော့သမုတ်တရာအခင်းပြဘက်ကိုဒီနေ့နည်းနည်းကြီးစီနင်းကြရေရှားပါတဲ့အတော့အခုလိုသမုတ်တရာရဲ့ဟိုးအောက်ချစ်ကိုရောက်ရှိနေရတာဖြစ်ပါတယ်။တကယ်လို့ဒီမြေကြီးတာကောင်းမွန်မှာတရှိနေဆိုရင်တော့ကမ္ဘာ၆ခုမြောက်အကြီးဆုံးမြေစင်းတွေဖြစ်လာမှာပါ။နံပါတ်3ရေအောက်ကပိုးမြေကြီး 1996ခုနှစ်ကဂျပန်ကျူးစီရဲ့ကမ်းရိုးတဲ့တခြားမှာရင်ကုန်သမားတွေရှင်ဖို့ရာကနေယူအိုနီကနီကိုခေါ်တဲ့ပရမစ်ကြီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပြည်ပြည်စုံနဲ့အထက်တွေအတိုင်းနဲ့ပကတိအတိုင်းကောင်းမွန်နေတဲ့ပရမစ်ကြီးနဲ့အတူလူမျက်နှာပပူရိုးတို့ကြီးကိုလည်းတွေ့ရှိခဲ့ပါတယ်။တသောပင်စီလာကကြီးမားတဲ့မြင်းနဲ့အသွေးမှုတစ်ခုကြောင့်ယခုလိုမျိုးရေအောက်ကိုနှိမ့်မဲ့သွားတယ်လို့သိရပါတယ်။နံပါတ်၄ရေအောက်က Lion City 1959ခုနှစ်ကလိုင်ယွန်စီးတီးလို့ခေါ်တဲ့ရှောင်းတျိုးမြို့ကြီးဟာဂျီအားလျက်စစ်အတွက်အခမ်းပြုလို့ရကနေမတော်တဆအကြီးအကျယ်ရေလမ်းမမှုကိုခံရပြီးတော့တမျိုးလုံးကရောက်ွယ်နေမြုပ်ခဲ့ရပါတယ်။အစိုးရကပြန်လည်ရှာဖွေဖို့ပြီးသွားခဲ့ပြီးတော့2000ခုနှစ်မှာရေငုံအထူးတပ်ဖွဲ့တွေနဲ့ပြန်လည်ရှာဖွေခဲ့ပါတယ်။ရေအောက်မှာနှစ်ပေါင်းများစွာနေမြုပ်ခဲ့ရပေမဲ့မူလအခြေအနေတိုင်းရှိနေတဲ့ခြေလက်ရုပ်ထုတွေကတော့ရေအောက်မှာခံစားနေစေပဲဖြစ်ပါတယ်။နံပါတ်က Deep in the Baltic Sea ဆွေတိရင်ကုန်သမားတွေတွေ့ရှိခဲ့တဲ့ဒေတာဝိတုကြီးက16မီတာရှည်လျားပြီးတော့ဘေးမှာကနှေကားလိုအထိတွေရှိပါတယ်။ရင်ကုန်အဖွဲ့အနေနဲ့ရှာဖွေတွေ့ရှိစမှာဒေတာမီတာကဒေယာဝိတုကြီးနဲ့ပိုပိုနီးပါလိမ့်မယ်။သူတို့ရဲ့စက်ပစ္စည်းတွေကအလုံးမလို့တော့ပဲနဲ့ရပ်သွားခဲ့တယ်လို့သိရပါတယ်။သူတို့ကတော့ဒါကိုပကံများပြန်ဖူးလို့ထင်နေကြပြီးတော့ဒီပကံများပြန်စီကပြုတ်ကြသွားပြီးတော့ရေအောက်မှာနင်းမြသွားတယ်လို့ပြောနေကြပါတယ်။ ဟေးပရိသတ်ကြီးရောဘာကိုမလို့ထင်လဲတကယ်ပဲပုဂံများနဲ့တခုလို့ထင်လားပရိသတ်ကြီးရဲ့အမည်ကို comment မှာရေးသားပေးပါအောင်ရှင်နံပါတ်6ခြေအောက်ကပင်လယ်ဓားများမျိုးရောပင်လယ်ဓားများတွေကရောင်းထိပါလိုက်ပြီးတော့ဓားတိတ်နေကြတာလားဆိုပြီးမလန့်သွားပါနဲ့နော်1992ခုနှစ်တင်းမလိုက်တင်းမလိုက်တောင်းကျင်းခဲ့တဲ့ပင်လယ်ဓားတွေရဲ့နေထိုင်ရာဇမိကားဆိုတဲ့မြို့ကတော့အလွန်ကြီးမားတဲ့ဆူနာမီတိုင်းတွေရဲ့မြောက်ငလျင်တန်းတွေကိုအကြီးအကျယ်ခန်းဆားသွားရပြီးတော့တစ်မြို့လုံးဟာ ရီးယားပင်လယ်လေးကိုနိမ့်ညွတ်သွားခဲ့ရပါတယ်။အခုခါမှာတော့ရေအောက်မှာခန်းသားထွက်သွားပြီးတော့ပင်လယ်ဓားများတွေရဲ့ရက်ဆက်ကျန်းတဲ့အငွေသက်တွေနဲ့ရင်ခွန်သမားတွေကိုဆွဲဆောင်နေပါတော့တယ်။နမခွနိတိုက်တန်းနဲ့ပင်လယ်သမုဒ္ဒရာတွေကြောင်းပြောရင်တိုက်တန်းနဲ့သမုဒ္ဒရာကမပါမဖြစ်ပါပဲ။1912ခုနှစ်ဧပြီလ15ရက်နေ့မနက်ပိုင်းမှာတိုက်တန်းနဲ့သမုဒ္ဒရာက ကြေကဲဝန်းနေမှုတွေနဲ့အတူမြောင်းအတက်လည်းသမုတ်တရားတွေကိုနှိမ့်ွက်သွားခဲ့တာပဲဖြစ်ပါတယ်။ပင်လယ်ထဲမျောနေတဲ့ရေကတောင်ကြီးကိုတိုက်မိပြီးတော့ရေအောင်3400ပေအနက်ကိုနှိမ့်ွက်သွားခဲ့ပါတယ်။ဒီတိုက်တန်းရဲ့တင်မောကြီးကို1985ခုနှစ်ထိတိုင်အောင်ရှာဖွေလို့များခဲ့ပါဘူး။ပြန်လည်ရှာဖွေတဲ့အခါမှာလည်းပျက်စီးမှုတွေနဲ့အတူဝန်းနေမှုတွေကပါတွေ့ရှိခဲ့ပါတယ်။နမတ်ရှိရေအောက်ကပကံများပြန်ပုံစံဆောင်းဇပန်နိုင်ငံကန်ယူရန်ရဲ့ ဆောင်အင်းနဲ့ပေ80ဆကောင်မှရှောက်ဖွေတွေ့ရှိခဲ့တဲ့အချင်းဝက်6ပေကျင်းဝန်းတဲ့ဒီသေးပုံစံခက်လေးကိုတော့အစရောကပကံများမြတ်တစ်ချက်ပုံစံခံလေးထားတယ်လို့ထင်နေကြပေမဲ့ဒါဟာတကယ်တော့မဟုတ်ပါဘူး။ပြမကြခင်မှာပဲခိုင်လုံတဲ့အဖြစ်ကိုရှောက်ဖွေတွေ့ရှိခဲ့ပါတယ်။တကယ်တော့အဲ့ဒီပုံစံခက်လေးက Puffer Fish လို့ခေါ်တဲ့ငါးတကောင်ရဲ့မြေပွားနေစဉ်မှာမျိုးမျိုးကိုကာကွယ်ဆောင်ရှောက်ဖုံးအုပ်နေတဲ့ပြမှုပုံကြောင့်အခုလိုပကံများမြတ်တစ်ချက်ရဲ့ပုံစံလိုဖြစ်နေတာပါ။ဒါကတော့နည်းနည်းစမ်းကြတယ်လို့မထင်ဘူးလား။ နံပါတ်9အရာမဝေလာ၅ကြီးတဘာဝဘေးအန္တရာယ်တွေကြောင့်ပဲလားဒါမှမဟုတ်ရင်ပျော်စီးနေရတဲ့ရိုက်ခတ်လိုက်တဲ့လှိုင်းလူကြီးတွေကြောင့်ပဲလားတိကျမသိပေမဲ့အလွန်ကြီးမားတဲ့ဝေလာ၅ကြီးတကောင်ကတော့ကန်းဆက်မှာတောင့်တင်းနေပါတယ်ခေါင်းဆက်အတိုင်းပဲကန်းချိန်ကဆက်ဆက်ဆူဆူနိုင်တဲ့လူတချို့ကတော့စိတ်နှောက်ရှက်ဖြစ်စရာပါပဲပေါင်သုံးသောင်း၄ချိန်ရှိတဲ့အရာမဝေလာ၅ကြီးကိုမိနစ်ကက်ကက်ကြီးမြင်ပြရတာကတော့နည်းနည်းတော့ကြောက်စရာပါပဲပရိသတ်ကြီးရောဒီဝေလာ၅ကြီးကိုအနည်းငယ်မကြည့်ချင်ဘူးလား နမတစိန်ရေအောက်ပြတိုင်တင်စားပြီးပြောနေတဲ့ရေအောက်ပြတိုင်ခုမဟုတ်ပါဘူးပင်လယ်သမုဒ္ဒရာရဲ့အောက်ခြေမှာရှိတဲ့တကယ်ပြတိုင်ကြီးတစ်ခုပါပရီဗီယံပင်လယ်ရဲ့အနောက်ဘက်ပိုင်းမှာတရှိပြီးတော့အများနဲ့မကြည့်ရဲထူးခြားဆန်းသင့်လာတဲ့အိုင်ဒီယာတွေနဲ့ရေအောက်ပြတိုင်ခုပြီးဆောက်ခဲ့တဲ့ဒီကတော့ဒီတိုင်နိုင်ငံသားဂျီစီတကယ်တီလာဆိုတဲ့ဗဟုဆရာပဲဖြစ်ပါတယ်လူယုတ်တွေလက်ချင်းပြတာတဲ့ကလင်းငယ်လေးတွေမင်းဆက်တစ်ခုနဲ့အလုံးလုံးနေတဲ့အမေသားတရား စပိန်စီးနေတဲ့ကောင်းလေးစားတဲ့ကောင်းဝန်းကျင်မှာနေနေကြဖြစ်တဲ့တက်ရှိတွေရဲ့လူနေမှုစိုက်ကိုပုံမှန်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။နေတစ်ခုကပရိသတ်ကြီးရဲ့အကြိုက်ဆုံးလေးဆိုတာကိုတော့ကွန်မန့်မှာပြောပြပေးသွားပါအောင်ရှင်။အခုဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်း share ဖို့မနည်းပါနဲ့နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုအစိုးရလိုက်ပါလို့ရှင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ထားပေးဖို့လည်းမျှတကြပါနဲ့ရှင်။နောက်ဆက်အပြီးကြရတဲ့ပရိသတ်များအားလုံးပဲအပယ်ပရှင်စရာကောင်းတဲ့ခြင်းတွေဖြစ်ပါပါရှင်။